မင်္ဂလာပေါင်းနဲ့ဖြည့်စုံနိုင်ကြပါစေဥစည်ရဲ့ဆွေတော်မျိုးတော်များတရားတည်ဆက်ဆက်မေဆိုရင်တော့ဒါနေလို့ထိုင်လို့ကောင်းလာတာပေါ့နော်ငြိမ်ချမ်းတဲ့အာယုံတွေနဲ့ခြုံတွေးလာရတဲ့အခါကိုယ်ကတော်တော်လေးငြိမ်ချမ်းပါလားလို့ အစာကလေးကဒီလေးဒီနီလန်းတွေကိုသိရင်ဘလောက်ကောင်းမလဲလို့ကိုတို့ကအဲ့လိုမျိုးစင်ချင်သုံးသက်တာပေါ့အဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုကခလုတ်တီမအမိန်တာဆိုတဲ့စကားတကွန်တော်တော်ကိုမှန်ပါတယ်เนาะကိုမှတခုမှမရှိအာကိုစရာလည်းမရှိစောက်တီစရာလည်းမရှိ နော်စည်ရည်နေတယ်တော်တော်လေးစည်ရည်နေတယ်ဆိုရင်သူကအပြေရှာပြီလေ ထွက်ပေါက်ရှာပြီအဲ့ဒီလူကဒီတရားမတ်တဲ့လမ်းစိန်နဲ့တိုးတော်ဖို့လိုပါတယ်တရားမတ်တဲ့လမ်းစိန်နဲ့တိုးတော်တဲ့လူကအစင်မပြေမှပို့ပြီးတော့တရားမဖြစ်တာပါဟိုလိုင်းပေါ်မှာအောက်လန်ဆရာတော်ပြောတာကြားလိုက်တာအဲ့ဒါလေးမှန်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ တန်လုံးဆင်းရဲရပါလို့ဤလို့ဆူတောင်းနေဘာလို့ဆူတောင်းလဲဆင်းရဲမှ ကိုကတရားမက်တာလေလူတွေလေဆင်းရဲမှတရားမက်ဖို့ဘက်ကိုအားပြုတာလေနော်အဲဘုရားကလည်းမြတ်စွာဘုရားကလည်းဒီဆင်းရဲကိုပဲကြီးခိုင်းတာလေဆင်းရဲကိုပဲကြီးခိုင်းတယ်ဆင်းရဲကို မြေမှဒုက္ခသစ္စာကိုသီးမှသမှုတရားကို ပေးမှအခု ဆင်းရဲတာကို မမြင်ရအောင်လူတွေကကဲပိတ်ကနေလေးထွက်ကြရအောင်ပျော်ပွေးစားထွက်ကြရအောင်တစောင်းမုံလာပြေးနေဆိုတော့เนาะပျော်ပျော်ပါပါပေါ့လေညနေဒိန်နာတွေတောင်စားကြတာပေါ့သမူတရားတွေလုံနေကြတာပေါ့ဒုက္ခဖြစ်ကြောင်းတွေတဏှာရဲ့လေးွက်တွေမှာခံနေရတာပေါ့ဘိုက်ဆက်မရှိတဲ့လူမှကြတော့တရားနဲ့ပျော်မှာပေါ့တရားမက်တက်တဲ့လူဆိုရင် အပျော်ဆုံးလူကဗုဒ္ဓရင်ခွင်ထဲမှာတယောက်တည်းနဲ့တစိတ်တည်းထားတယောက်တည်းချင်းနေတဲ့သူကဘယ်လိုမျိုးပြောပါလဲဆိုရင်ကိုကသဘာဝတရားတွေကိုအကုန်နာလေနိုင်တယ်သဘာဝကဘာပြောလဲဖောင်းအော်တန်လေးလားဖောင်းအော်တန်လေးကကိုကိုဘာပြောလိုက်တယ်စုံမစကားနားလေတယ်ရဲ့ပုံလေးတွေလားဗီဒီယိုဖိုင်လား အဲ့ဒီဗီဒီယိုဖိုင်မှာပါတဲ့ရုပ်ပုံလေးတွေကကိုကိုဆုံးမနေတယ်ဘလို့ဆုံးမနေလေမင်းကြီးတော့ငါမမြေဘူးတော့ငါပြက်တက်တဲ့သဘောရှိတယ်တော့ခဏနေပြောက်တော့ရောနောက်တစ်ခုအစင်းတစ်ခုပေါ်လာရောငါပြောသားပဲမင်းကငါပြက်တက်ပါတယ်ငါထာဝရမဟုတ်ပါဘူးမင်းကမဆောင်မဆောင်ကြည့်တတ်တာသူကတော့ကိုကိုညောင်တော့သေးတယ်တခါတခါလူတွေကိုအနားမှာ ရည်သွားသေးတယ်တော်တော်လေးကိုရည်တာဆိုတော့ဒါငါ့ကိုပြောတာပဲသူတို့မှာသူတို့ဟာနဲ့သူတို့ရည်တာလောကသဘာဝအဖြစ်မှန်တယ်အဲ့ဒါကိုကတတိနဲ့လေ့ကျင့်နေတဲ့သူကကိုကိုရည်သွားတာသဘောပေါက်တယ်ဘလို့ရည်သွားလေကိုကိုငါဗာမြမနေလေကိုကကိုဆင်းစေဖို့ရတော့တာပေါ့အနည်းနာမှာလူတွေရည်ရည်လာပြီဆိုကြတဲ့ကမိမိကိုကို ဘာတွေကျူပေါက်နေပြီလေ sensible အကြောင်းတရားတခုကြားတော့တာပေါ့အဲ့ဒါနဲ့သဘာဝတရားဟာကျေစုတင်ဖို့ကောင်းပါတယ်သဘာဝကတရားဟောတယ်ဆိုတာအဲ့ဒါအီဟီပတိကောဆိုတာအဲ့ဒါပြောတာလာပါကြည်ပါမက်ပါငါမမိဘူးနော်ငါအမြင့်မနေဘူးနော်တခါမှအမြင့်မနေဘူးနော်ပြက်နေနေနော်ကိုကသီးပေးရတာပေါ့တရားမက်တက်တဲ့လူဟာ မှန်လိုက်တာမြတ်စွာဘုရားခြေစူးကြီးမာတော်မူသောမြတ်စွာဘုရားပြောလိုက်တာမှန်လိုက်တာဘေးအရာမှမမီဘူးခဏနေပြောင်းနေတာပဲခဏနေပြောင်းနေတာပဲအဲ့ဒါကိုနှလုံးသားထဲမှာဘာလို့ဆွေးသွင်းနေကြတာတော့ဒီလူတွေနော်ကိုကမြင်လာတယ်မြင်တက်လာတယ်ကိုလေးဆွေးသွင်းဆွေးသွင်းခဲ့တာကိုတတိလွတ်နေတဲ့ချိန်မှာကိုမဆွေးဆွေးမသွင်းခဲ့ဘူးလားနှလုံးသားထဲမှာဇလန်တွေးတွေမကြည့်ခဲ့ဘူးလားကြည့်တယ်လေ ဇလန်တွေးတွေလည်းကြည်တာပဲလေဘာလို့ကြည်တာလဲနှလုံးသားထဲမှာဆွေသွင်းနေလို့ပေါ့အခုသွင်းစရာလိုလားတဘာဝကငါတရုပ်ပြီးတရုပ်ပြောက်တယ်နော်အစင်းတစ်ခုပြီးတစ်ခုပြောက်နေတာနော်အဲ့ဒါသာဝရလို့မမက်လိုက်နဲ့နော်နှလုံးသားထဲမှာသော့ခမ်းပြီးတော့မသိမ့်ထားနဲ့နော်နော်လူတွေကနှလုံးသားထဲမှာမဝင်ဝင်အောင်ကြည်နေတာသူကတတိမရှိတော့အဲ့ဒါကိုပဲအရသာလို့ထင်းနေတာ လောကကြီးကပြောင်းပြန်ဆိုတာဒါပဲအဲ့ဒါအရာသာအစ်မဟုတ်ဘူးဒါမတူသေးသဘောတွေကိုကြည့်နေမှအနေဆာသဘောတွေအနေဆာလက္ခဏာတွေနော်ခဏကရှိတယ်ခဏနေမရှိတော့ဘူးဆိုတော့လက္ခဏာရတာရှိလျက်နဲ့ပြောင်းတော့တယ်ဆိုတော့မရှိတော့ဘူးဆိုတော့လက္ခဏာအနေဆာလက္ခဏာလို့ခေါ်တယ်နော်ဒုက္ခလက္ခဏာဒုက္ခကစိရတာရှိနေတယ်ရှိလျက်နဲ့မရှိတော့ဘူးနော် ဆင်းရဲတာပြောင်းသွားတယ်အဲ့ဒါဒုက္ခလက္ခဏာမရှိတာကိုတွေးဖို့လိုတယ်ပြောလိုတာကဒါကတော့တရားဖုံးကြီးတွေဟောတာမှအများကြီးပါတာပါပဲအဓိကလုံနီးကိုဖိဖို့လိုတာယောဂီတွေကလူယောဂီတွေကလုံနီးကိုတိတိကျကျမသိလို့အိုးဒီလိုမျိုးပါလားဒီလိုမျိုးဆိုတော့ဘယ်လောက်လုံဖို့ကောင်းလဲနော်တီဗီကြီးနဲ့ပညာပေါ်နိုင်နေအရာသာတွေစာရင်းနဲ့လေ ပညာပေါ်နိုင်တယ်အရှိန်မရွေးပညာကပေါ်နိုင်တယ်ကိုကတတိဆက်ဆက်နေဖို့ပဲလိုတယ်အဲ့ဒါနဲ့တတိထားဝီရိယဆိုင်ပညာနဲ့စောင့်ကြည့်ဆိုတာအဲ့ဒါကိုပြောတာပြင်းစော်သောလုံလဝီရိယနဲ့ထိုးပေါက်တဲ့ဉာဏ်နဲ့ကြည့်ရမှာအဲ့ဒါဆိုရင်ဉာဏ်